ဒီနေ့ကကပြလေးတစ်ပုဒ်တွေ့တာဗောလေနော်ကပြလေးတစ်ပုဒ်တွေ့တယ်တက်တက်ဆဆိုင်ဒီကာလနဲ့လဲတက်ဆိုင်တာဗောနော်တရဝရေကသဗ္ဗတတာတိတန္တတသဗ္ဗဘာယာတိဘာယာတိမေစုနောတရဝရေကတရားမှာကြောက်ကြတယ်ဓံဘေးကနေလဲကြောက်ကြတယ်လှကြတယ်ထိတ်လှကြတယ်ဗောနော်အခုဆိုကြည့်လဲရေဘေးလေဘေးဘေးမျိုးမျိုးတွေလာတယ် ဘေးမျိုးမျိုးတွေလာတယ်ပြီးတော့နောက်ပြီးတော့ဘာဖြစ်လဲဆိုတော့ရှောင်လို့မရအောင်เนาะအဲ့တေချေတရားဆိုတာရရတယ်တခါကျအရွယ်ရောက်လာတဲ့လူတွေတခါကျအဲ့ဒါလေးကိုစေးစားပြီးဆိုသူတို့တာဝန်ကတည်းကရကြတယ်เนาะเนาะအရှိကိုသူတို့ကြည့်တော့လဲအရွယ်ကလည်းအသက်လည်းเนาะတက်တာလည်းသိမကြအနောက်ကိုယ့်ကိုကြည့်တော့လဲနည်းနည်းရင်းရံနေပြီเนาะလက်ထိတ်လှကြတယ်တချို့ဆိုရင်เนาะ ိမ်မနေလဲအခက်မသိလဲတခုခု ဖြစ်တာပဲနောက်ခါထပါတော့အခုဘေးတွေဖြစ်တယ်အိမ်မနေတယ်ထပါတော့မြေပြတ်မနေတယ်ရေမြုပ်တယ်မြေပြတ်မနေတော့ရေမြုပ်တယ်အော်တော့ပေါ်မနေတော့လဲတောင်ပြုံတယ်ကြည့်ရနော်အဲ့ဒါဟုတ်ကြောနော်ဒီပါလဲဒေချီတရားကိုရှောင်ပို့လို့မရဘောနော်မရဏမေကိုတော်တော်နော် AN သမုတ်တရားဘယ်မှာပဲပုံနေပုံနေမလို့ဘူးပေါ့နော်ဒီဘေးတွေကနေ အခုဆိုရင်ဒီအလန်ပတ်သက်ပြီးတော့မကတ်ဒေဝရဲ့ခပြလေးကိုတွေ့တာပေါ့နော်ဒီမှာကြည့်ရှောင်ပိုးမယမရဏတဲ့နော်ရှောင်ပိုးမယမရဏရှောင်လို့မလို့နော်ဆရာမရဏဒုက္ခဝို့တွေ့အိုရချင်းနဲ့သေမင်းလို့အောင်ဘယ်သို့ဆောင်အပ်နော်ဆရာမရဏဒုက္ခဝို့တွေ့အိုရချင်းနဲ့သေမင်းလို့အောင်ဘယ်သို့ဆောင်အပ်နော်ဘယ်လိုဆောင်မလဲနော် နော်ဒီစရမရဏအိုချင်းနာချေတင်ကြီးတွေဘယ်လိုရှောင်မလဲတင်မလဲကလို့ဘယ်လိုရှောင်မလဲရှောင်တော့ရှောင်ချေကြတာပဲနော်ဒါကျတော့အိုရာအိုရာတွေကလည်းထင်းကြတယ်ဆေးတွေပါတွေတုံးကြတာပဲနော်ဘယ်လိုရှောင်မလဲအဲ့ဒါလေးပေါ့နော်တောင်ခုနှစ်ခွေတောင်ခုနှစ်ခွေရေခုနှစ်ထနော်တောင်ခုနှစ်ခွေရေခုနှစ်ထအဲ့ဒီတော့ပို့တော့မလို့နော်တောင်ခုနှစ်ခွေရေခုနှစ်ထ လင်းရကျွန်းခွေနော်ကျိုးလေးကျိုးဘယ်ဘဲတသွားနော်ဒေဘေးကလှုပ်တယ်ဆိုတာလှုပ်တဲ့ကျိုးရလို့မရှိဘူးလေနော်ဒေးရတာပဲတနေ့ကြတော့နော်တောင်ခုနှစ်ထွေရေခုနှစ်ထပ်လေးရကျွန်းခွေကောင်းကင်သမုတ်တရားကောင်းကင်သမုတ်တရားရေထဲမှာနေလဲဒေးရတာပဲသမုတ်တရားကောင်းကင်ထားပါတော့နားတွေပါရေးပဲကြည့်တယ်လေနော်နားယူတာမယူတာ မယောတဲ့လူကတပိုင်းဒါပေမဲ့ကြည့်လိုက်လေ နားတွေလည်းပြက်စီရတာပဲเนาะပြက်စီရတာပဲเนาะလေးရကျုပ်ကခေါင်းကသမုတ်တရားစัจ java လာမြေထဲမြေထဲမြေကြီးထဲကိုပို့လေတေးတာပဲเนาะပို့ခုလွဲလေအမြဲမချို့သေးဘေးဖို့မှ မလွတ်ဒုတ်တာမလွဲရတိမလွတ်ဒုတ်တာမလွဲရတိဘယ်လို့မှမလွတ်နိုင်ဘူး ိုချင်းနာချစ်သေးကြီးတွေနော်အဲ့ဒါကြောင့်နော်ဒုက္ခသစ္စာဒုက္ခသစ္စာနော်စန္တိပိဒုက္ခဆရာပိဒုက္ခဖြာတိပိဒုက္ခမရဏပိဒုက္ခဘုရားရှိခိုးတော်မြတ်ကြီးကလည်းပဝေဝဟဘရာတေတဝါပူပဝါဆိုတာဘေးရပဲငငယ်တော့ကအာဒီအောင်ချေစေဘာနာထောက်တဲ့ခါကြည်မှာပေါ့နော်ပဝေဝဟဘရာတေတဝါပူပဝါဆိုတာဘေးရပဲနော်ပူပဝါရပြီဆိုရင်ဘေးရပဲဘယ်နေရာဘယ်ဘဝပဲရောက်လေရောက်ပြီလို့ဆိုရင်ဘယ်နေရာပဲနေနေ เนาะတမျိုးမျိုးနဲ့ကြိုရတာပဲနောက်ဆိုတော့တေချေပေါ့အဲကြောင့်ပူဝေဝဟာဘီယာတေတဝါเนาะဒါကြမရမကတ်တေဝါလေကာပေါ့เนาะအဲ့ဒီเนาะဓမ္မစာပေဖတ်ကြမယ်ဆိုတော့เนาะဘေကနေတေထားတာတွေ့လဲတယ်เนาะရှောင်ဘုံမယမရဏတဲ့เนาะစရမရဏဒုက္ခဝတ်တွေအိုရချင်းနဲ့သေမင်းလို့အဘဲသောရှောင်အဘဲသောရှောင်အဘယ်လိုရှောင်မလဲပေါ့เนาะဒီဒီဘေးတွေကလောက် တော်ခုနှစ်ထွေရေခုနှစ်ထ400ကျွမ်းခွေ ခေါင်းကေတမုတ်တရာစက်ကြဝလာမြေထန်းပိုးခုလွဲလဲအမြဲမချွတ်သေးဘေးဝမမလို့ဒုတ်တာမလွဲရသည်ဘယ်လိုပဲပို့ပို့ပေါ့နော်ဘယ်လိုပဲတော့တော့နော်မြေနော်ရေခုနှစ်ထအောက်ပဲကောင်းနော်တောင်ခုနှစ်ထမှာပဲပို့နေပို့နေနော်မြေကြီးထမှာပဲပို့နေပို့နေအလုပ်တော့သိကြတာပဲတနေ့ကြရင် အဲ့ဒါနဲ့ပတ်သက်ပြီးတော့လေဟိုရေတော့မမိကြလားမသိပါလေသေရမှာကြောက်တဲ့လူတွေလေဘာဖြစ်လဲဆိုတော့သေရမှာကြောက်တဲ့လူဆိုရဆိုပါလေအပေါ်တက်နေကြတာလေအဲဦးစရတော့ဝတ်ထုစကြတော့မမမိတော့ဘူးအဲ့ဒီတမတောပဗုဒ္ဓပါလောက်မယ်ထင်တာပဲတောပဗုဒ္ဓနော်မြင်မြုံမယ်လို့နော်ဖခင်ပြောထားပြီလေအဲ့တို့ကသိတယ်ဖခင်စကားဖခင်ပြောလို့ဆိုရမှာနဲ့ဆိုတာတို့သိတယ်အဲ့ဒါကြတော့နော်ဖခင်ကိုတက်ခက်တာတက်ခက်တာ အဲ့ဒါကြတော့သူတို့ကအတီးတယ်နော်ဟွန်းတဘဘုရားအာမဟုတ်လောမဟုတ်ပြီမဲ့လားအဲ့ဒီသဘောတရားတော့ရှိတယ်မှာနော်အဲ့လိုအဲ့လိုဆက်လာရတော့ကြာဖူးကြမှာဖြစ်ပါတယ်နော်အာငါငါအောက်ဆေးလို့ဆိုရင်နော်ငါဝယ်ဆွဲကြနော်အဲ့တော့ plus account ရဲ့ရဲမအမှုမတွေလည်းခေါ်ထားတာပေါ့နော်ငါဘာလဲ အာဘာငါအောက်ဟိုဘာ30မီလိုအောက်ဆွဲလဲငါ့ကိုဆွဲထားအောက်ပေးမစေးနဲ့ပေါ့နော်အာအောက်ရလို့ဆိုမြင်မြုံမှာအဲ့လိုအဲ့ဒါကြောင့်မဖို့ခုနစေးတို့ပို့သုံးစေးတို့ဆိုဟိုအပေါ်ဆိုထားမှာသွားနေနေရတာပေါ့နော်ဈေးဘေးနော်ဈေးမေးကဈေးဘေးကလွတ်မလားဆိုပြီးတော့နောက်ရတာလဲတခုမဟုတ်တခုကြိုပြီးတော့ဈေးဘွဲဝေရစားတာပဲအဲ့လိုမျိုးအဲ့လိုပေါ့နော်ခုဆိုရင်ဒေဘေးနဲ့ပတ်သက်ပြီးတော့လေပြောပြောနဲ့တချို့ဆိုရင်လေကိုယ့်ကိုအမြဲတမ်းပြုတ်ပြေကြတယ်လေနော်ပြုတ်ပြေရော့ နော်အိုလာနာလာတဲ့သေလာဆိုသူတို့ပြုပြင်ကြတယ်တွေ့တာတွေ့ရတာပေါ့နော်နောက်အိုတဲ့လူတွေကနှုတ်အောင်လှုပ်ကြတယ်ဒါမှမဟုတ်ဘယ်လိုပဲလှုပ်လို့ပါတစ်ခါလှုပ်ဟုတ်တယ်နောက်တစ်ခါနောက်နှစ်ခါသုံးခါဆိုရင်အဆင်မပြေတော့သူတို့မှာထိခက်မှုနော်အဆင်မပြေတော့ပေါ့နော်အဆင်မပြေတော့နောက်ကျတော့ခန္ဓာကိုယ်လည်းထိခက်လာတယ်ဆေးဘက်ဆက်ရရဆိုတဲ့ဆေးရဲ့အဆိုးကျိုးတွေလည်းထိခက်လာတယ်အဆင်မပြေဘူးအဲ့ဒါကြောင့်ရှောင်လို့မရပါဘူးနော်နောက်ကျတော့ဒီလောက်ကိုလက်ခါလိုက်ရတာနော် လက်ခံလဲရတာပဲနော်မကတော့ရှောင်ဖို့မရမရဏတဲ့နော်ရေမှာနော်မြေပြမှာနေလဲရေကြီးမယ်တောက်ထင်းမှာနေလဲမြေပြိုးမယ်နော်အဲ့တော့ဟုတ်နော်ဟိုရှီတို့ကျမတို့အခြေခြေကောင်းကျိုးတွေပါလေပြုကြအဲ့လိုပဲပြောချင်တာပေါ့နော်ဟိုရှီတို့ကတော့ဟယ်လိုဟော စပ်ဖို့မရမရဏဘေးကနေလွတ်နိုင်တဲ့အစ်ရောစူးစမ်းအထောက်ကြပါเนาะအားလုံးအေးချမ်းချမ်းနဲ့နေနိုင်ကြပါစေ